ဘူဒီနဲ့ကြက်တာစားရရိုးသွားပြီဆိုလို့ရှိရင်တော့ဒီနေ့ဇပလင်နဲ့တင်းတင်းလေးနဲ့စားလို့လည်းအရန်ကောင်းတယ်လို့ချက်ရတဲ့လွယ်ကူရိုးရှင်းတဲ့ဘူဒီဝက်နံညိုအေးဆန်းဟင်းလေးတို့ကျွန်တော်လာပြီးတော့မျှဝေပေးပါမယ်ခင်ဗျာအချိန်လေး3မိနစ်လောက်ပေးပြီးတော့ဒီဗီဒီယိုလေးကိုလိုက်ကြည့်လိုက်အောင်ဗျာ မချက်ခင်မှာဝတ်သားလေးတွေကိုရေနဲ့တန်းစင်အောင်ဆေးပြီးစားစနေနေနဲ့နှံ့အောင်နေထားပေးပါခင်ဗျာပြီးလို့ရှိရင်ချက်မဲ့အိုးတဲ့ဆီလေးအတင်းတင်းထည့်ပါမယ်ဆီလေးပူလာပြီဆိုရင်တော့ညက်နေအောင်ကြိတ်ထားတဲ့ကြက်သူမှုကြက်သူနီလေးတွေကိုမီးလေးဖြည်းဖြည်းလေးနဲ့ကျွန်တော်တို့အနံ့လေးမွေးသွားတဲ့အထိဆီချက်လေးတက်ပေးပါမယ်အနံ့လေးမွေးလာပြီဆိုလို့ရှိရင်အယောင်လေးလာသွားအောင်လို့အစိမ်းမုံလေးအတင်းတင်းလောက်ထပ်ထည့်ပါမယ်ခင်ဗျာမီးလေးဖြည်းဖြည်းလေးနဲ့အစိမ်းမုံနှံ့လေးပျောက်သွားတဲ့အထိကျွန်တော်တို့ဆီချက်ထပ်လုပ်ပါမယ်အစိမ်းမုံအနံ့လေးလုံးဝပျောက်သွားပြီဆိုလို့ရှိရင်တော့မညက်တညက်ထောင်းလာတဲ့ ဂျင်းလေးတွေကိုထည့်ပါမယ်။ဒီဟင်းမှာဂျင်းထဲမှသာအနံ့လေးအလျံကိုမွေပြီးတော့ဆွဲဆောင်မှုလည်းရှိပါတယ်ခင်ဗျာ။အားလုံးတမအောင်မွေပြီးဂျင်းနဲ့လေးတင်းပြိုက်သွားပြီဆိုလို့ရှိရင်တော့အရသာနေထားတဲ့ဝက်နံယိုးလေးတွေကိုထည့်လို့ရပါပြီခင်ဗျာ။ဝက်နံယိုးလေးတွေကိုလည်းမီးလေးပုံမှန်လောက်နဲ့ဝက်သားထွက်လာတဲ့အရေးတွေကုန်ပြီးဝက်သားလေးတင်းကျုပ်သွားတဲ့အထိမွေပါမယ်။ဝက်သားလေးတင်းကျုပ်သွားပြီဆိုမှကျွန်တော်တို့ရေလေးကိုအသင့်တင်ထပ်ထည့်ပါမယ်ခင်ဗျာ။ နောက်ထပ်အရသာကိုကြတော့ကျွန်တော်ငားငံပြရည်လေးအတင်တင်ထပ်ထည့်ပါတယ်ပြီးရင်အသားမောက်လေးအနေတော့ထည့်တယ်ငပိရည်ကျူလေးအတင်တင်ထပ်ထည့်ပါတယ်ခင်ဗျာခရမ်းညင်သီးလေးနှလုံးလောက်ထည့်ဘူးဒီမထည့်ခင်မှာဝတ်သားလေးနူးဤသွားပြီဆိုမှဘူးဒီကိုထည့်ပါဘူးဒီထည့်ပြီးသွားလို့ဝတ်သားကမနူးသေးဘူးဆိုလို့ရှိရင်ဘူးဒီလေးတွေပြုတ်ပြက်ပြီးတော့စားလို့မကောင်းဘူးဖြစ်မှာပါဒါကြောင့်ဝတ်သားလေးဤသွားပြီဆိုမှဘူးဒီလေးထည့်ပါရည်လေးနည်းနေမယ်ဆိုရင်ရည်လေးကိုအတင်တင်လောက်ထပ်ထည့်ပဲဇပလင်လေးဒကိုင်းလောက်ထပ်ထည့်ပါမယ်ခင်ဗျာ ကဲမီးလေးပုံမှန်တော့ဖွင့်ပြီးတော့ကျွန်တော်တို့ဟင်ဦးလေးနောက်တစ်ချိန်ပေါ့ပွားဆူလာတဲ့ဒီထတ်ချက်ပါမယ်အချိန်လေးလဲကြာလာပြီဟင်ဦးလေးလဲပေါ့ပွားပြန်ဆူလာပြီဆိုရင်တော့ဒီဟင်ဦးရဲ့အပေါ့ငန်အရသာလေးကိုကျွန်တော်တို့မြည်ပေးလို့ရပါပြီခင်ဗျာအမွေးကြိုင်ရောမဆလာလေးဖြစ်ဖြစ်တခြားအမွေးကြိုင်ကြီးထည့်ချင်တယ်ဆိုလို့ရှိရင်လည်းထည့်ရရပါတယ်เนาะအခုလိုအစိမ်းကြော်လေးနဲ့တွဲစားမယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့လိုက်ဖက်ပါတယ်ဗျာကဲလတ်စားကြပါဦးဗျာဘူဒီနဲ့ချက်သားပဲကြုံကြပါဒီနေ့တော့ဘူဒီနဲ့ဘဏ္ဍာယူ phiền mình đã quỳ nữa quỳ sao con lại vào mà được 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 con vậy thế đây sai rồi cho đại chịu của nó